အားလုံးပဲမင်္ဂလာပါခင်ဗျာ။ The Morning Show News ကပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတင်ပြပေးမှာကတော့လျှက်စစ်မီရရှိရေးအတွက်ဘာတွေလှုပ်ဆောင်တင်တယ်လဲ။ပြီးရန်တာဝန်အကန့်အသတ်သာရှိတဲ့မိသားစုပိုင်ပန်တွေအရန်ကြီးမားလာတာဟာပြိုလဲဖို့အနေရရှိတဲ့အတွက်ဘလို့စီးပွားရေးမူဝါဒနဲ့ထိန်းချောင်းတင်တယ်လဲ။အစရှိတဲ့ရွေးကောက်ပွဲဝင်မဲ့ပါတီတွေအတွက်အော်စီကကိုစီဝါရဲ့မူဝါဒဆိုင်ရာအကြံပြုချက်များကိုပြန်လည်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ မင်္ဂလာပါ။ဘယ်လမ်းပေါ်မှာရောက်နေပါလဲ။ပစ္စည်းတစ်ခုတော့ပေးစရာရှိလို့ပါ။အတော်တယောက် Queensland လာလို့။ဘယ်လူကြောင့်စားလိုက်တဲ့ပစ္စည်းတော့ပို့ဖို့လုပ်နေပါလဲ။အမ်ဒီမှာဒီတိုင်းပြည်ကတော့တည့်ရတိုင်းပဲဗျ။ဒီဥစားစနေတနေ့ကနေဆိုလူတွေကအားလုံးက activities တခုတည်းကိုပဲဗျိုင်းတူလုပ်ကြတာများတယ်။အဲဒါကြောင့်စနေတနေ့ကနေဆိုရင်ကားကြီးကမတရားချက်တာ။ traffic jam မှာအများအားရှိပါတယ်။ဒီလိုမျိုး traffic jam တွေရောက်နေလို့ရှိရင် covid ကာလတွေကိုအရန်လွှမ်းပါတယ်။ covid တုန်းကဆိုအရန်ကောင်းတာပဲလမ်းပေါ်မှာဘူးမအောင်မရှိဘူး။ရေလည်းမိုက်တာအဲဒီတုန်းကဆို။ရန်ပြောဖို့ကောင်းတာ။ကြီးလိုက်ရင်ကားတစ်စင်းမှမရှိဘူး။အေးစစီမောင်းလို့ရတယ်။ခုကကြီးလိုက်လို့ရှိရင်ကားရစီတန်းပြီးတော့ဒီအာစီလာဝယ်တဲ့လူတွေနေပေါ့ဗျာမျိုးစုံလူတွေဘာကြောင့်အဲ့လောက်တောင်ဈေးတွေဝယ်ကြလဲမသိဘူး ဘာတွေများအလောက်ထောင်လူကနေလဲမသိဘူးကိုရီးယားတော့လူကတာအဆင်ရှင်ပဲအိမ်မှာ stock လုပ်တယ်အပြင်မှာအပြင်မှာချိတ်လိုက်တာပေါ့တခုချိုးရီဆိုဟာ track ကြီးနဲ့လာပြီးတော့အိမ်မှာ supermarket ဖွင့်ထားမဲ့အတိုင်းပဲအမျိုးစုံနေရှောက်ဝယ်တာပဲ ဟိုကလူချင်းဒီဟာလူချင်းဟိုကဝယ်ချင်းဒီဟာဝယ်ချင်းတာအဲယောဂပဲကိုယ်ချိုက်တာတခုတွေ့ရင်အဲ၃၃ခုလောက်ဝယ်ထားလိုက်တယ်ပြီးတော့ဘဝတသက်စာတည်းဆယ်နှစ်လောက်အဲ့ဒါ၃လရအနည်းဆုံးမဟုတ်ရင်ကိုချိုက်တဲ့ပစ္စည်းကမထုတ်တော့ဘူးအဲ့လိုမျိုးအင်းတစ်ဆင့်ချိုက်ရင်၃လလောက်ဝယ်ထားလိုက်တယ်ဖဏတီပါကြီးကြာကြာရင်ဝယ်ထားလို့ရှိရင်အောက်က glue ပေါ့နော် ကိုကကြာတော့ခြောက်ပြီးတော့ဥစားဖြစ်သွားတာရှိတယ်။ out of fashion ဆိုတော့ကိုအတွက်ရေးမကြည့်ဘူး။ out of fashion ဆိုတော့ကိုကြိုက်ဖို့ပဲရေးကြည့်တယ်။ဘယ်ကတော့ out of fashion နေပါလေ။ trend တို့ပါလို့အဲ့ဒါသိသိဒီ site တဲ့လူမဟုတ်ဘူး။ခါရဆောင်ဘောတွေလုပ်တယ်လို့ပဲထင်တာမနဲ့တည်းပြောတာ။ဒါကြီးခက်စားနေတယ်ပေါ့။အဲ့ဒါငါငါတို့ကတော့ဒါနဲ့ပဲအဆင်ပြေတယ်ပေါ့။အဲ့လိုနေကြည့် ရန်တတားတယ်လမ်းမှာလည်းကမ်းချက်တော့ဆိုတော့ဒီ toy line ပါချောင်းသွားမယ်ဆိုရင်အချောင်းသားတော့ဘယ်တော့ဒီကဘက်က economic policy ပါညာနည်းနည်းပြောတာနည်းနည်းလေးနည်းသွားတယ်ပေါ့နော် နောက်တချို့ကပြောတာဘီယာရှိရေရရှာရေဒါမျိုးလေးတွေပြောရင်လည်းအဆင်ပြေပါတယ်ပေါ့နော်အဲ့ဒါနဲ့ဒါတွေကကျွန်တော်ဒီမိယရှိပါညာပြောထားတာတွေကအရင်ကဗီဒီယိုကလစ်တွေမှာအများကြီးပဲ ပြောပြောထားဖို့ပါတယ်เนาะဒီမြစ်ဆုံဥစားစီမံကိန်းပါ냐ပြန်လုပ်ဖို့ဆိုတာလေကျွန်တော်အကြံပြုထားတာတွေအများကြီးရှိပါတယ်အဲ့2020ဥစား2023လောက်ခရေကျွန်တော်ပြောထားတာပါเนาะအဲ့ဒီခရေပြောထားတာပါဆိုတော့ government on track ပါเนาะ government on track ပါလုံးမှာပါเนาะလုံးမှာလုံးမှာဘယ်လိုဖြစ်မလဲဆိုတော့ထိနိုင်ခြင်းရှိတာကတော့ ်ဖြစ်နိုင်ခြေရှိတာတော့ဗျာဒီရွက်ောက်ပွဲပြီးအစိုးရတက်တက်လာလို့ရှိရင်ဟာဘာပဲပြောပြောများသောအဖြစ်အားလုံးကတော့ဒီခိုင်ပြိုးရရပဲညမှာပဲဒီအစိုးရကနေပြီးတော့ရေရရှိရပြီးရရှိဒါတွေကိုတရေဝင်ဝင်လုတ်ပေးလိုက်မယ်လို့ယူဆပါတယ်။ဘာလို့လဲပြည်သူရဲ့ဥစ္စာကိုနော်။ဒီပြည်သူရဲ့အတင်းလုံးကို ထောက်ခံမှုကိုတို့ဝီရရအောင်ယူရမှာဖြစ်ပါတယ်နော်ယူရမှာဖြစ်သေးတယ်ဖြစ်တဲ့အတွက်ကြောင့်ဒါမျိုးတွေလုတ်ပါလေနော်လုတ်ပါလေဆိုတော့ကိုယ် manifesto ရမှာထည့်ပြီးရေးချင်တော့စီဖြစ်တာကတော့နောက်တက်မဲ့အစိုးရနဲ့နောက်တက်မဲ့အစိုးရနဲ့လက်တွဲပြီးတော့ဒါတွေလုတ်ကြမယ်နော်ဒီစုံတဲ့ဤပြန်လုံးမယ်ဆိုလဲကြက်ကြက်မက်မက်နေပေါ့ခါဒီစရာလုံးမယ်ပေါ့နော်ဆိုတော့ အမျိုးကြီးရှိပါတယ်เนาะဒီမြေစုံတန်ကိစ္စကလည်းကျွန်တော်ကျွန်တော် myces မှာကျွန်တော်ခဏထိုင်မှုရပြရေတုံးကမဟာဗျူဟာလေးလာရတာမှာထိုင်မှုရထိုင်မှုတော့မလုပ်တယ်ဆိုတော့အဲဒီတော့က NLD အစိုးရလက်ထက်တက်နေတဲ့အခြေအနေ myces က chairman ကကျွန်တော်တို့အဲလွတ်ပြီးတော့ကျွန်တော်ရဲ့နောက်ရေတက်က hydrographer ဘုံဘူးကြီးဆမ်းမြင့်ဆိုတော့တော်တော်တက်ကြီးနေပြီသူက retire retire ပေါ့နော် ဘူဘီအင်းကြီးစားရေတက်ကဟိုက်ဒရိုဂရက်ဖာတိုင်းတားရေတက်ကဟိုချုံချင်းတိလှုပ်ပြီးတော့ဥစား proposal တွားပြီးတော့တင်ခိုင်းမှုပါလေအဲ့ဒါကအဲ့ဒါနဲ့အဲ့ဒါနဲ့တော့အဲ့ကိစ္စတွေကင်ပယ်မှုပါလေတစ်ဖက်ကလုံးဝကိုလက်မခံပါဘူးအဲ့အဲ့ကလေးကကျွန်တော်တို့ကတော့ရေကတာအကြီးဆောက်တာတဲ့ဆာလို့ရှိရင်အသေးလေးတွေသုံးလေးနေရာအောက်ခုအတွက်တော့ proposal လုပ်တော့နော် ဘယ်နေရာတွေစောက်လို့ကောင်းလဲဆိုတာအစ GIS GIS ဟိုကျွမ်းကျင်တဲ့ technician တယောက်ပါဒီအကူအညီပါတောင်းပြီးတော့ဒေချာတိုက်တာပြီးတော့မှသွားပြီး propose လုပ်တာပါဒါပေမဲ့တစ်ဖက်ကသူကဒီမြေဆုံကိစ္စကိုပဲအပိသက်ချင်တဲ့အခြေအနေမှာအနေထားမှာရှိပါတယ်သူတို့အများကြီး invest လုပ်ထားပြီးတဲ့သဘောမှာရှိနေပါတယ် ဆိုတော့ဒါအချမ်းမြင်အဖြစ်ပြောပြတာနော်အဲသွားတာတော့ဥစ္စာလောက်သာသွားတာပါ2026 2726 2026လောက်သာနော်အချုံချင်းဟိုသွားတာဒီယူနမ်မှာ direct flight မှာမရှိတာဗျာရန်ကုန်ကနေသွားတော့အယူနမ်မှာကုမင်းမှာ transit ဝင်ရသေးတာ transit ဝင်ပြီးတော့ flight delay ဖြစ်တော့အဲ့မှာတ냐တော့အိပ်ရသေးတယ်တ냐အိပ်တ냐အိပ်ပြီးတော့ ပတ်စံတပြားပါတော့လေတရုတ်ပတ်စံနေပဲသုံးပါတော့အဲတရုတ်ပြည်ထဲမှာသွားတာလှူရှားတာတော်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 အဆင်မပြေဘူးတကယ်ကြတော့ credit card တွေပါလေသုံးလို့မရဘူးအာ US dollar တွေသုံးလို့မရဘူးဆိုင်နေမှာအဲ့တကူတော့ရှိတယ်ဒီတရုတ်ပြည်ထဲသွားမယ်ဆိုရင်တော့အဲတရုတ် RMB ကိုဝယ်သွားမှရမှာ US dollar ကတော့လဲလို့ရတယ် money change ရတယ် ဒီ airport တူပါတော့မှလဲလို့ရဒါမှမဟုတ်တခြားရိုးရိုးဆိုင်လေးတွေမှာဆိုလို့ရှိရင်မရတခြားဆိုကိုဥစားရောက်သွားသေးတယ်ပါလဲဖူဂျီယန်ဖူဂျီယန်ချဲမန်ဆိုရမျိုးရောက်သွားသေးတယ်ချဲမန်ဆိုရမျိုးရောက်သွားတယ်အဲ့ဒီမှာလည်းအဲ့ဒီတိုင်းပဲ transit ပဲ transit မှာ flight delay ဖြစ်တာ flight delay ပြီးတော့တညာအိတ်ရတညာအိတ်တော့သူကအကုန် season ပေးတာပေါ့ဗျာတကယ်လိုက်ရ accommodation ပါညာအကုန် season ပေးတယ်ဘူးစား dinner တွေပါတော့မပါဘူးမပါတော့သူကကိုဝယ်စားမှာကိုဝယ်စားတော့ that's fine လေကြောင်းမဟုတ်ခက်တာသူတို့ရှိမှရှိရ restaurant တွေ foreign currency ကိုလက်မခံဘူးအဲ့ဒါပြဿနာအကြီးကြီးပြဿနာအဲ့ဘာမှလုပ်လို့မရဘူးဖြစ်ဖြစ်တော့ အလက်ဟန်ကြီးတဲ့အင်္ဂလိပ်လိုလည်းတလုံးမှမပြောဘူးတရုတ်တည်းကမပြောတော့အလက်ဟန်ကြီးကပြပြီးပိုက်စားတယ်ပေါ့ဒါပေမဲ့လက်ကားစားခဲ့တယ်အဲ့တော့ပြင်းလဲအောင်ပြောတတ်ဖို့ပဲရေးကြည့်တာပြင်းလဲအောင်ပြောတတ်ဘာမှမစလုံးလို့ရတယ်ကဘာရရက်ပဲရောက်ရောက်အကုန်လုံးလို့ရတယ်တရုတ်ပြည်မှာတော့ပတ်သက်တပြားမပါဘူး credit card လည်းသုံးလို့မရဘူး foreign currency လည်းသုံးလို့မရဘူးစကားလည်း တရုတ်လိုမတက်ဘူးเนาะလက်ဟန်ချီဟန်နဲ့ပြပြီးတော့ပိုက်စားတယ်ပေါ့ပိုက်စားဆိုတေးချပြင်းပေးရှာတယ်ဒီကောင်နေဟိုစေနာတော့ကောင်းပါတယ်အဲ့လိုဘလို့ကောင်လူသားဆန်တယ်ပေါ့ဗျာအဲ့လိုလေးတွေရှိပါတယ်ရှိခဲ့ဥပါเนาะဘလို့အဲ့အဲ့ issue ပါเนาะကိုရီးယားတော့တိုင်းပြည်ဥစားကဘာပဲနေရာရောက်ရောက်စစ်ပြောင်းတော့ကြည်ပြီးနေတာပဲ တို့တိုင်းပြည်မှာရှိတဲ့အစိုးရတွေနဲ့ပြည်လဲအောင်နေတဲ့ဒါပါပဲအစီအမအားလုံးအမှခက်ခဲနေတာတခုမှမရှိပါဘူးခက်ခဲနေဆိုတာစိတ်ထဲမှာဖြစ်နေတာတွေပါအားလုံးအစ်စီပါ အဲ့လိုရှိရရေရေခုနပြောတဲ့ဟိုစားမိရရှိရှိရပေါ့ဗျာပြန်သွားမယ်ဆိုရင်မျက်စုံတန်းကိုပြန်ပြီးတော့ accelerate လုပ်ရမယ် accelerate ဆိုပြန်ပြီးတော့မြန်သွားအောင်မြန်ဆန်းမြန်ဆန်းပြီးပြီးမြန်မြန်ဆန်းဆန်းဓာတ်အားရအောင်လုပ်ရမယ်အဲ့တခုပဲချောက်ပြီးတော့မြစ်တိမ်ကောတာတို့ဟိုမြစ် pollution ပေါ့အဲ့ဒါကြီးအကုန်တိုင်းကြီးကတိုးတက်သွားလို့ရှိရင်အကုန်ဖြည့်ရှင်းလို့ရတယ်ငွေငွေကြီးနဲ့ဖြည့်ရှင်းလို့ရတဲ့ဟာတွေအများကြီးအများကြီးပဲအကုန်လုံးကအဓိကလျှက်စစ်ရအောင်ပဲသူက nuclear လုပ်မယ်ဆိုလည်းမြန်မြန်လုပ်ခိုင်းအဲ့လိုမျိုး ဆိုရနဲ့ပူပေါင်းပြီးတော့နော်ဆိုရနဲ့ပူပေါင်းပြီးတော့ရရှိရေးတစ်စစ်မီရရှိရေးကိုအမြန်ဆုံးနော်ရရှိအောင်လက်တွဲပြီးလုပ်ကြမယ်အဲဒါမျိုးလေးတွေပေါ့ဗျာအမျိုးလေးတွေအစိုးရတဲကြီးကြိုက်ကလေးတွေပြောလို့ရပါတယ်နော်နောက်တစ်ခု economic policy ကိုပြောချင်တာဗာပြောချင်လဲဆိုဒီတချို့ bank တွေဗမာပြည်မှာ bank တွေက too big to fail ဒီမှာ KBZ တို့ဘာလို့နော် KVZ ကို pick လုပ်တာတော့မဟုတ်ပါဘူး။တချို့ bank တွေကမိသားစုပိုင်းတွေကအန္တရာယ်ရှိတယ်နော်။ဘာမှဒီမှာသွားနေတဲ့ပုံစံတွေက private limited တွေနဲ့သွားနေတယ်။အန္တရာယ်ကြီးကျယ်ရှိတယ်။ဒီ bank တွေပြိုလဲသွားလို့ရှင်။မြန်မာ economy တစ်ခုလုံးဒုက္ခရောက်။နော်အဲ့ဒါတွေကိုအများပိုင်းအများပိုင်းဥစားပေါ်ပြ listed company တွေပြောင်းလုပ်စေခြင်း အဲ့အဲ့အမျိုး policy ကောင်းကောင်းနဲ့ပေါ့ဗျာအခုလက်ရှိပိုင်ဆိုင်နေတဲ့လူတွေလည်းမနစ်နာအောင်ပေါ့နော်အများပြည်သူတွေလည်း share ဝယ်ပြီးတော့ဟိုတစိမ့်တည်းတပိုင်းတစိမ့်တည်းသားသူပိုင်းတချို့တချို့တည်းသားဟိုသားပိုင်ဆိုင်ခွင့်ပေါ့ဗျာပိုင်ဆိုင်ခွင့်လေးရအောင်နော်အားလုံးက stakeholder ဖြစ်အောင်ပေါ့ဗျာဒီ state economy နဲ့ဒီ stakeholder ဒီဟိုသား general population ရဲ့ဟိုသားနဲ့ interest နဲ့ ် align ဖြစ်နေပြီးတော့ integrate ဖြစ်နေလို့ရှိရင်တော်ယုံတော်ယုံဘသူအားမလဲအစိုးရကမဝေဖန်ရဲတော့ဘူးအဲ့ဒါအစိုးရဝေဖန်မယ်အစိုးရကဝေဖန်မယ်ဘုဆာဟို economy ရအလုံး fully integrate ဖြစ်နေလို့ရှိရင်အစိုးရဝေပြဝေဖန်မယ်ပြုတ်မယ်ဆိုလို့ရှိရင်တို့ဘာဒုက္ခရောက်မယ်ဆိုတာ CDN တွေဘာတွေလက်ရှိမှာမဟုတ်တော့ခုကသွားနေတာအစိုးရ economy က decline နော် chronic decline general population အခြေခံလူတန်းသားတွေကတလိုင်းသွားတယ်။သွားနေတော့အခြေခံလူတန်းသားတွေ CDM လုတ်တဲ့ခါကျတော့သူတို့ကမထူးလေသူတို့အတွက်ကသူတို့ဘာ impact မှမရှိဘူး။ဟမ်ဒီတိုင်းမျိုးတွေမှာ bank တွေကအဲ့လောက်ကြီးလို့ရှိရင်အကုန်လုံးက listed company တွေဖြစ်သွားတော့တော်ရုံ bank က bank တွေကိုကိုစားပြုတ်ပြတ်သွားစေခြင်းနဲ့စံတာမရှိဘူးပေါ့ဗျာနော်။ဘာလို့ဆိုတော့ဟိုပြည်သူလူလူအများပြည်သူပိုင်းပစ္စည်းလိုဖြစ်နေတော့နော်။ ဒါတွေပြုတ်ပြက်သွားမယ်ဆိုတော့မလိုလားအခုကပြည်သူအများပြည်သူပိုင်းပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်ဟုတ်ပြုတ်ပြသွားလဲအကြောင်းမဟုတ်ချိန်ခံလူရန်သာအေးစီးပဲနော်လမ်းမထွက်ဆိုလဲတွက်မှာပဲ CDM လုံးဆိုလဲလုံးမှာပဲအဲ့ဒါကိုပြန်ခြီရမှာဆိုရတော်တဲ့ဆိုရဆိုခြီသားပြီးသားဖြစ်နေပြီအဲ့ဒါအဲ့ဒါကိုခြီပြရမှာအာငါတို့ဒါကြီးလုံလိုက်လို့ရှိရင်ငါတို့ကခွေးဖြစ်မယ်ဆိုတာအဲ့ဒါမျိုးခြီသားနိုင်လို့ရှိရင် win win ပေါ့ဗျာနော် ဟိုအခုလုပ်ငန်းရှင်တွေကိုလည်းမထိခိုက်ဘူးသူတို့လည်း capital raise လုပ်ရတာပိုကောင်းတယ်နော်ပြည်သူလူထုကလည်းဒါသူတို့ပိုင်ဆိုင်မှုရှိရဆိုတော့အတိတရားလေးအတိစိတ်ကလေးနဲ့ပေါ့ဗျာအဲ့ဒါလေးနဲ့လုပ်မယ်ဆိုလို့ရှင်အတူတူတွဲလုပ်ကြမယ်ပေါ့ဗျာအဲ့ဒါဆိုလို့ရှင်ပူကြီးအောင်မြင်တာပေါ့တခုခုဆိုတယ်နော်အတိုင်းပြည်ကပူငြိမ့်တာပေါ့နော်ကဲကျွန်တော်လည်းသွားစရာရှိတဲ့နေရာရောက်နေပါပြီရောက်ဖို့ဒီနေပါပြီဆိုတော့ဒီလောက်ပါဒါနဲ့ပုံပြီးထဲထဲဝင် အများကြီးပြောလို့ရပါတယ်အချိန်မရှိတော့ပါအများကြီးပြောပြောစရာကြီးအများကြီးရှိတယ်အများကြီးမှအများကြီးပဲရှိတယ်ဆိုအဲ့အဓိကဘန်နေဟောဗျာ too big to fail အဲဗမာပြည်မှာရှိတယ်ဗမာပြည်ရဲ့အဓိကအခြေခံလူရန်းသားရဲ့ဒီလိုကစီးပွားရေးတွေကိုထောက်ပံ့ပေးနေတဲ့ banking system နော်အဲ့တော့သူတို့ exchange မှာမြန်မာ stock exchange မှာ list လုတ်ခိုင်းစေခြင်းနော်အများပိုင်းဖြစ်စေခြင်း အဲ့လောက်ပါပဲမတခြားဟာလေးရှိသေးတယ်အများကြီးပဲပြောပြရရပါမယ်တိတ်ပြီးတော့ကောင်းမှာတွိုင်းလာပြောရင်အမားတွေပါသွားမကောင်းသူများရဲ့အမားတွေမှတ်မိနေတယ်နော်အဲ့ဒါဆိုဒီလောက်ပါပဲဒီနေ့ရတော့နော်ရောက်ခဏနေနေနောက်ဆုံးရပြည်တွင်းပြည်ပသတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာနောက် season မှာပြန်တွေ့ကြမယ်နော်